ငယ်ချင်းတို့ရေဒီနေ့တော့ဈေးထဲမှာဈေးရည်လေးတွေတွေ့တယ်ပေါ့เนาะနုဖက်နေလို့ချမောင်ရဲ့ကျန်းထောင်းရဲ့ငါးကောင်းလေးရဲ့ချက်စားပါမယ်ဈေးရကကျမရဲ့အတွက်အရန်ကောင်းတဲ့အစားအစာလည်းဖြစ်ပါတယ်ဈေးရည်လေးတွေအရေးဆုံးပေါ့เนาะအကျော်လေးတွေပျော့တောင်းဓာပြားလေးရိုက်ပြီးတော့မှတင့်တော်တဲ့အတုံးလေးတွေတုံလိုက်ပါမယ်ပြီးရင်ဈေးကရှာရားတဲ့ပေါ့เนาะအဲ့ဒီအရာလေးတွေမရှိစေဖို့စားနဲ့နေလိုက်ပါမယ်စားနဲ့နေလိုက်ဒီလူလေးတွေဖြစ်သွားတယ်ပေါ့เนาะအဲ့ကြရင်သူ့ရဲ့ဒီစီလေးတွေကိုရေစေးချလိုက်မယ်အဲ့ ါဆိုချက်ရင်ရှာမရပါဘူးเนาะကဲအဲ့ဒါဆိုဒီနေ့တော့ဝရဏလေးမှချက်မယ်အဲစနွေးမုတ်လေးထည့်လိုက်မယ်စနွေးရတော့အရင်ကောင်းနေเนาะဒါတောင်ပေါ်ကနေကြိတ်ထားတဲ့စနွေးမှုလို့ပါပြီးရင်တော့အကြံထောင်းလေးမညက်တညက်ထောင်းထားတာပေါ့เนาะတအားညက်သွားရင်ဟင်းရပြစ်သွားလို့ပေါ့เนาะအဲ့လိုပြစ်သွားတော့မကြိုက်လို့ပါကဲအားဆိုအကြံထောင်းလေးစီသက်တာရပြီဆိုလို့ရှိရင်ငါးကောင်းလေးထည့်ပါမယ်ငါးကောင်းလေးကတော့ငဘက်ကောင်းလေးပေါ့เนาะအသားတော်တော်များတယ်ငဘက်အသားမမာလေးနဲ့အရင်စားလို့ကောင်း ောင်းပါတယ်ပြီးရင်တော့ငံပြာရည်လေးနည်းနည်းများများလေးထည့်လိုက်မယ်ပြီးရင်ငရုပ်စုံကျင်းထားတာလေးထည့်လိုက်ပါမယ် 10မိနစ်လောက်နေလို့ရှိရင်တော့ဒါငါးလေးနည်းနည်းလေးရလောက်ပြီဆိုရင်လွယ်တဲ့ချမောက်ထဲမယ်စားထဲမယ်ပြီးလို့ရှိရင်တော့ချမောင်ရွက်လေးအုပ်လိုက်ပါမယ်ချမောင်ရွက်လေးနှွင်းသွားပြီဆိုလို့ရှိရင်ရတော့အဲဇရေယူလေးထည့်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ခဏလေးမှွေပေးလိုက်မယ်ပေါ့နော်သူ့အရည်လေးတွေခံသွားလို့ရှိရင်တော့နောက်ဆုံးမှရှင်နဲ့နဲ့လေးအုပ်လိုက်လို့ရှိရင်အရန်ကိုမှစားချင်းပွဲကောင်းတဲ့အဲငါးကောင်ဇရေချမောင်ငရုတ်တီဆက်ဆက်လေးချက်ထားတာရပါပြီအရန်ကိုမှ စာလို့ကောင်းနေပေါ့နော်သူ့အနဲ့လျောက်မှွေးနေတော့စားချင်နေပါပြီလို့ဒီနေ့တော့ဝရန်တာမှာပဲပေါ့နော်အဲရောက်ကဦးလေးတွေတည်ကြအောင်စားပြလိုက်တယ်ဘာစားလဲမေးတယ်ဘာမှမစားဘူးလို့မကြွေးချင်လို့ပေါ့နော်ကဲမြည်ကြည့်လိုက်ပါအောင်မဟာအရန်ကိုကောင်းပါတယ်ရန်ကိုကောင်းပါတယ်နော်ကဲကလေးတွေအတွက်ကတော့ငဘက်လေးကိုမခရမ်းချင်းသေးရဲ့နည်းနည်းပင်လေးရဲ့ပေါ့နော်မှွေပေးပါတယ်ကြည့်ရှုပေးတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်